မင်္ဂလာပါဒီနေ့ကတော့ advanced day ပေါ့နော်ကျန်နေသေးတဲ့ eight part of speech တွေက advanced day အကြောင်းပြောမှဖြစ်ပါတယ်အဲ့တော့ adverb ဆိုတာဘာလဲဆိုရင်ကရိယာဝိသေသနာပေါ့ကရိယာဝိသေသနာဆိုတာဘာလဲဆိုလို့ရှိရင်နာမဝိသေသနာတွေကိုနောက်ကနေ ly လေးထည့်လိုက်တဲ့ ਨੇ adverb ဆိုတော့မှကရိယာဝိသေသနာတွေဖြစ်တာဖြစ်ပါတယ်သို့တော်လည်းတချို့စကားလုံးတွေမှာတော့ ly လေးထည့်လိုက်ရင်လည်း adverb မဟုတ်ဘဲ ਨੇ adjective အဖြစ်ရှိနေတဲ့စကားလုံးတွေလည်းရှိပါတယ်နော် နော် adverb ကိုကြည့်လိုက်လို့ရှိရင်ပထမဆုံးကျမတို့က common types of adverbs တွေမှာ adverb ဘယ်လိုမျိုးရှိလဲပေါ့ဆက်စပ်ပေါင်း၅မျိုးရှိတယ်။အဲတော့ပထမတစ်ခုကဘာလဲဆိုရင် adverbs of manner အဲတော့ manner ဆိုတာဘာလဲ manner သည် အပြုအမူဆောင်ရွက်ချက်ဖြစ်ပါတယ်နော်အဲတော့ manner adverb of manner ဘာလဲဘာလဲဆိုကြည့်ရအောင်နော်အဲတော့ဥပမာအဖြစ်ပေါ့ quickly မြန်မြန်သွားတယ် slowly ဖြည်းဖြည်း happily ပြောခြင်းစား carefully เนาะတတိထားပြီးတော့လုပ်တယ်သာသဖြင့်ဒါဟာအပြုအမူအမျိုးအရာကိုပြတဲ့ adverb တွေဖြစ်တယ်ပေါ့เนาะဒီမှာဆိုလို့ရှိရင် he drives carefully ကောက်ကိုယူဆိုင်ပြီးတော့မှာမောင်းနေဒါကအပြုအမူပြတာဖြစ်ပါတယ်နံပါတ်1 adverbs of manner နံပါတ်2 adverbs of time အဲ့တော့အချိန်ကိုပြတဲ့ ဟို adverb တွေပေါ့။ဘာလီလာမလဲဆိုလို့ရှင်တော့ yesterday တို့ today တို့ now တို့ soon တို့စသဖြင့်ဒီအချိန်ကိုပြတဲ့စကားလုံးတွေညီမတို့က adverbs of time လို့ခေါ်ပါလေ။ဒီမှာဆိုလို့ရှင် we will leave tomorrow လို့ပြထားတာဒီ tomorrow ကပါလဲဆိုလို့ရှင် adverb of time ပေါ့နော်။နောက်တစ်ခုတော့ပါလဲဆိုရင် adverb of place. place ကတော့နေရာကိုအထူးပြုတဲ့ adverb ဖြစ်တယ်။ဒီမှာဆိုလို့ရှင် here there nearby everywhere ဆိုပြီးမှပေးထားတယ်အဲ့တော့နမူနာအားဖြင့် he looked everywhere for his keys ဆိုသူ့ရဲ့တော့တွေကိုသူကနေရာတကာမှာလိုက်ပြီးတော့မှရှာတယ် everywhere ဒါဟာပါလဲဆိုရင် adverbs of place ဖြစ်ပါတယ်အဲ့တော့ number 1က adverb of manner number 2 adverbs of time number 3 adverbs of place နောက် number 4ကြည့်မယ်နော် အဲ့နံပါတ်4တော့ပါလဲဆိုလို့ရှိရင် adverb of frequency ဖြစ်ပါတယ်ဒါကတော့ the always so often or sometimes to really never စသဖြင့်ကြိမ်နှုံးအကြိမ်ရေအတွက်ကိုပြတယ်အဲ adverbs အမျိုးအစားဖြစ်ပါတယ်ဒါဆိုလို့ရှိရင် she really အာ really goes to the gym ပေါ့နော် really ဆိုတာကတော့သူသွားခဲတယ်ဆက်ဆက်ပါပါရမယ်ခမသွားတဲ့အခါမျိုးပေါ့နော် she really goes to the gym ဒါဆိုလို့ရှင်သူကအာသွားတဲ့အချိန်ကြီးလည်းကပြန်မသွားတော့ဘူးဆိုတဲ့အဓိပ္ပာယ်ရှိရပေါ့နော် really က never နဲ့မှာကပ်ပြီးလို့ရှိတယ်ဒါဆိုလို့ရှင် adverbs of frequency ဖြစ်ပါတယ်နောက်တစ်ခု adverbs of degree အဲ့တော့ adverbs of degree degree ဆိုတဲ့အတိုင်းမဲ့သူကပြင်အားအဆင့်တမမလို့ရှင်ဆိုတာအဆင့်ရှိရတာပေါ့နော်ပြရဒါဆိုလို့ရှင်ကျမတို့ဒီမှာ example အနေနဲ့ very နော် alone တို့အယံတို့နောက်က extremely ဆို ည်းသူကလည်းတော်တော်မြန်မြန်ဘာလို့အဆောင်းရောက်တယ်ဘာလို့ extreme ဆိုတာကြာတော့နောက်က quite လုံးဝပဲဆိုရဲတိတ်ပဲ too alone တမျိုးဖြစ် lonely ပေါ့အဲ့တော့သူတို့ရဲ့ degree အဆင့်ကိုပြတာဖြစ်ပါတယ်ဒါကြောင့်မို့ adverbs of degree ဆိုမှခေါ်တယ်ဒီမှာဆိုလို့ရှိရင် example အနေနဲ့ပေးထားတာ the movie was incredibly exciting exciting ကကြာတော့သူကဒါဆိုလို့ရှိရင် participle အာ adjective ပေါ့နော် present participle adjective ဖြစ်တယ်ဒီမှာကျတော့ incredibly ဆိုတာမယုံနိုင်စရာကောင်းလောက်အောင်ရုပ်ရှင်နဲ့ဆိတ်လို့ရှင်စရာကောင်းတယ်ပေါ့အရန်ဆိတ်လို့ရှင်စရာကောင်းတယ်ဆိုတဲ့ adjective ပေါ့နော်ဒါဆိုလို့ရှင် adverb 5မျိုးဖြစ်သွားမယ်ပေါ့အဲ့တော့ပထမတစ်ခုကတော့ပါလဲဆိုလို့ရှင် adverb of manner ဒုတိယတစ်ခုက adverb of time တတိယတစ်ခုက adverb of place နောက်တစ်ပတ်ကျတော့ adverb for frequency နောက်ဆုံးတစ်ခုက adverb for degree ဆိုပြီးတော့မှငါမျိုးရှိပါမယ်ပေါ့နော်အဲ့တော့နောက်ထပ်ဗီဒီယိုလေးတစ်ခုမှကျတော့ဒီ adverb for adverb တွေကိုဘယ်လိုသုံးတယ်လဲဆိုတဲ့အသုံးလေးကိုပြပြပေးပါမယ်နော်ကျေးဇူးတင်ပါတယ်